ဆရာတော်ရှင်သမက်ဗျာမေကွန်မီရှောက်ခွင့်ပြုပါရှင်ဗျာပြီးတော့ဒီနေ့အကြောင်းမှာလာတဲ့ခါမှာပဝရဏပွဲဟိုပြုပွဲဆိုပြီးတော့ရှိရပေါ့ရှင်ဗျာပဝရဏပွဲဆိုတာဘာကိုပြောတာပါလဲဗျာပဝရဏဆိုတာကဒီမှာလို့ပြောနေတာဖိတ်မှန်တာပေါ့အပြည့်ချင်းဖိတ်မှန်တာဒကာဒကာမတွေတန်ဃာတော်များကိုပစ္စည်းလေးပါးနဲ့ဖိတ်တာလေဒါပဝရဏပဲဟာပစ္စည်းလေးပါးနဲ့ရှင်ဗျာ လူရှိတဲ့အခါဒီလိုလူထံမှာလူထံမှာဘုရားလိုဖိတ်တာအဲ့ဒါလဲပဝါရဏပဲဖိတ်မှန်တာကိုအိုရဟန်းတော်တွေပဝါရဏကြတော့ပစ္စည်းလေးပါဖိတ်တာမဟုတ်ဘူးအရှင်းအရှင်းအပြစ်တွေရှိရင်အာမနာတန်ပြောဆိုကြဖို့ဖိတ်မှန်တာကိုပဝါရဏလို့ခေါ်တယ်ပဝါရဏရဲ့အဓိပ္ပာယ်ပေါ့အဲ့တော့ဦးဇင်းတို့ပဝါရဏပြုတဲ့အခါမှာဆိုတယ်လေသံဃာဗန္ဒီပဝါရဏိသံဃာတော်ကိုဖိတ်မှန်ပါဤပြောဆိုဖို့ဖိတ်မှန်ပါဤ ိဋ္ဌိဏဝကိုယ်တိုင်မျက်စိနဲ့တိုက်ရိုက်မြင်လို့ဖြစ်စီသူတေဏဝပဲတဆင်စကားကြားလို့ဖြစ်စီကိုတော့မမြင်ဘူးသူများဆရာတဆင်ကြားရတယ်ကြားလို့ဖြစ်စီပရိသင်္ကာရဝဆိုတာယုံမတန်တရားရှိလို့ဖြစ်စီတပိတော်ပေါ်မှာဆရာတို့မြင်လို့ပဲဖြစ်ဖြစ်ကြားလို့ဖြစ်ဖြစ်ယုံမတန်တရားရှိလို့ပဲဖြစ်ဖြစ်ပြောပါထိတ်မှန်တာအဲ့ဒါဘဝရဏပဲအဲ့တော့ဖိတ်မှန်တဲ့အခါမှာ ဝရံတုမအာယတမံတော့အနုကံမဥပါဒါယအဲ့မှာစကားခံတာအနုကံပဲတပိတော်ဘုံမှာသနာတော်အဖြစ်အာယတမံတော့အရှင်မယားတို့ကဝရံတုပြောပါနော်ဘုံလို့ပြောတာမဟုတ်ဘူးအမြင်ကတည်းကစနေတော့ပြောပါနဲ့ပေါ့နော်တကယ်ကိုတပိတော်ရဲ့အကျိုးစီးပွားတပိတော်ဘုံမှာငညာထောက်တာသနာတော်အဖြစ်ပြောစားကြည့်လားပြောပါဝရံတုမအာယတမံတော့အနုကံမဥပါဒါယဒီမှာတော့တခုံးပြန်ပြောတော့ပတ်တန်တော့ပဋိကရိတ်တာဘူး ရှင်ဘုရားတို့ပြောတဲ့အပြစ်တွေတပည့်တော်မှာတကယ်ရှိခဲ့ရင်ပြီးတော့ကုစားပါမယ်ဟုတ်တယ်လေမရှိဘဲနဲ့တော့လောလောကုစားမှာတော့ဟုတ်တယ်သူများအပြစ်ထောက်ပြတိုင်းကုစားမှာဟုတ်တယ်မလားအပြစ်ထောက်ပြပေမဲ့လည်းရှိတယ်တစ်ခါတည်းအမြင်လွဲတာရှိတယ်အကြားလွဲတာရှိတယ်တစ်ခါတည်း information အမှားတွေရနေတာရှိတယ်အဲ့ဒီ information အမှားတွေနဲ့ကိုယ့်ကိုလာပြီးတော့ပြောရင်ကိုယ့်ကိုလောလောကုစားမှာတော့အဲကြောင့်ပတ်တန်တော့ဆိုစကားသလုံးခံတာလေအပြစ်ကိုတပည့်တော်ရှိခဲ့ရင်မြင်ခဲ့ရင်တပည့်တော်ကုစားပါမယ်စကားခံတာလေ တော့မေးခွန်းထဲမှာမပါဘူးမနေ့နေ့ဖြစ်စနေနေပြောလိုက်အောင်ပါအဲ့တော့အဲ့ဒီကမှာပြောသူနဲ့ပြောခံသူလိုက်နိုင်မယ့်ဥပဒေရှိတယ်နော်ပြောသူဘက်ကလိုက်နိုင်မယ့်၅ချက်နဲ့အပြောခံသူဘက်ကလိုက်နိုင်မယ့်၂ချက်ရှိတယ်ဒါသတိပြုစရာကောင်းတယ်ဒီနေ့ခင်မှာကစီးလို့ကန်းလို့ဖြစ်နေကြတာပြောချင်တာပြောနေကြတာပြောသူဘက်ကလိုက်နိုင်မယ့်ချက်ဒါဆိုအခုဖိမှန်လိုက်ပြီပေါ့နော်တရင်ကျုပ်ပဝရနာဆိုတာတန်ဃာတော်တွေအချင်းချင်းပြောရဲဆိုရဲဖို့အတွက်ဖိမှန်တာဒါပဝရနာအဲ့ဆိုရင ြောမယ်။ဘာစိတ်နဲ့ပြောမလဲ။အပြောခံရတဲ့ပုဂ္ဂိုလ်ကဘယ်လိုသဘောထားမလဲ။ဆိုတော့ပြောသူဘက်က၅ချက်အပြောခံသူဘက်က၂ချက်။ပြောသူဘက်က၅ချက်ဆိုတာကဒီလိုခါနေပြောနေကြတိုင်းကာလဆိုတာအချိန်ကာလကိုကြည့်ရမယ်။ဟောဘယ်အချိန်မှာပြောတင်တယ်လဲဆိုတာကိုကြည့်သူများကိုပြောကိုရဲ့စကားတခုကြောင့်သူများအဆက်ကွဲသွားနိုင်မလားသူများသိခါကြသွားမလားလူပုံလည်းမတော့ပြောလို့မကောင်းဘူးတခါတလေနှစ်ကိုကြားပြောတဲ့စကားတွေရှိတယ်အဲဒါကြောင့် ကာလအချိန်ခါကိုကြည့်ပါ။နောက်ဘုဒ္ဓကိုပြောမဲ့အကြောင်းအရာကဘယ်လောက်မှန်ကန်မှုရှိသလဲ။နော်။ဒီသတင်းကဘယ်လောက်ခိုင်မာသလဲ။ဘယ်လောက်အချိန်မြင့်ရှိသလဲ။မှန်ကန်မှုမှန်ကန်မှုကိုလည်းစစ်ပါအောင်။နော်။ပေးချပြီးမှန်ပြီဆိုတဲ့ခါကျမှပြော။နော်။တချို့ကဘာမှမဟုတ်တဲ့အကြောင်းပြချက်လေးတခုနည်းနည်းပါးပါးရတာနဲ့အဲ့ဒါယုံကြည်ချက်ပြီးပြောမယ်ဆိုရင်မကောင်းဘူး။ဒါကြောင့်ဘုဒ္ဓလို့ခေါ်တဲ့မှန်ကန်တဲ့အကြောင်းတရားဖြစ်ဖို့တော့ကိုယ်တယ် နောက်တဏ္ဍဆိုတာကဘယ်လိုပြောမလဲညွန်းညွန်းညံ့ညံ့ပြောရမှာညွန်းညွန်းညံ့ညံ့တိမ်တိမ်မွေ့မွေ့နဲ့ပြောရနောက်တစ်ခါအထသံဟိတဆိုတာသူ့အကျိုးစီးပွားကိုလူလာတဲ့စိတ်နဲ့ပြောမှာစကားပြောတဲ့ကပါလေနော်နောက်ဆုံးတစ်ခုကတော့မေတ္တာစိတ်နဲ့ပြောမှာအဲကြောင့်စကားမပြောခင်ကိုယ်စိတ်ကိုကိုယ်စစ်ရမှာငါဒီစကားကိုဘာစိတ်နဲ့ပြောမှာလဲ အမြင်ကက်လို့ပြောပါလားကြည်မရလို့ပြောပါလားဒါမျိုးကတော့မပြောသင့်ဘူးတကယ်ကိုပဲသူ့ကိုကောင်းစေချင်လို့သူ့ကိုစင်ကြယ်စေချင်လို့ဆိုတဲ့စိတ်နဲ့ဆိုရင်ပြောဒါအစစ်စင်တော့ဒါပြောရမယ့်အခါရှိတယ်ပြောရမယ့်အချက်လက်ရှိတယ်ပြောရမယ့်လေယူလေတန်းရှိတယ်နော်နောက်ပြောရမယ့်စိတ်ထားရှိတယ်ပြောရမယ့်စကားလုံးရှိတယ်ဆိုအဲ့ဒါတွေကိုရွေးချယ်ပြီးခါမှပြောရတာအဲ့ဒါမှပဲပြောခံတဲ့ပုဂ္ဂိုလ်ကလိုက်နာခြင်းတွေပေါ်မှာပေါ့ကိုကဒေါသကြီးနဲ့မင်းကျိုးလိုပါတော့ငါပြောပါတယ်ကွာဆိုဘလို့လိုက်နာခြင်းမှာဒီဘက်ကလိုပါပြောခံတဲ့ပုဂ္ဂိုလ်က တဖက်ကလူကမှားခိုင်းတောင်မှဒေါသနဲ့ပြောလိုက်လက်ခံမှာမဟုတ်ဘူး။ဒါကြောင့်တကယ်ကိုအကျိုးစီးပွားနဲ့လူလာတယ်ဆိုရင်စကားလုံးဝအစားပြေးဖို့လိုတယ်။နော်တဖက်သားတဖက်လူလိုက်နာခြင်းစိတ်ဖြစ်အောင်ပြုပြင်ခြင်းစိတ်ဖြစ်အောင်ပြောရမှာ။ဒါအလုံးသတိထားမယ်နော်။ကိုစလုံးကဝေဖန်တာကိုလက်ခံတယ်ထပ်ပတ်တာလက်ခံတယ်။သာသနာမှာလေဦးစလုံးအမြဲတမ်းအပေးတယ်။သာသနာမှာဝေဖန်မှပဲတိုးတက်မှာလေ။ထောက်ပြမှာပဲတိုးတက်မှာလေ။ဒီအတွက်လည်းဒီပေါ်ဝါနာစာလောက်ရတာပဲ။ ဘာတဘာနဲ့တဘာမထောက်ပြဘူးဆိုရင်သူ့ပြစ်ကိုလည်းကိုဖုံးထားတယ်ကိုပြစ်လည်းသူဖုံးထားတယ်ဆိုရင်အကုန်လုံးကတနိုင်ငံလုံးကအပြစ်တွေပဲသာသနာလို့ခေါ်တာအပြစ်တွေဖြစ်ကုန်တယ်။ပြစ်စော်ဘုရားလည်းအဲ့လိုပြောစီချင်းလို့ကိုပဲဒါပေါ်လာတာဆိုလောက်ရတာပဲ။ဒါပေမဲ့ပြောမပြောနေရလူသေးတာကိုနော်ဒါကြောင့်ကျွန်တော်ပြောပါဒါပေမဲ့ပြောရမယ့်စကားလုံးကိုရွေးပါပြောရမယ့်စိတ်ထားကိုရွေးပါလင်းလူသင်းကစားရွေးပါ။ဒါမှသူတို့ကတစ်ဖက်သားပြစ်ပြစ်ချင်းစိတ်ပောက်သွားတဲ့စကားမျိုးဖြစ်နေလို့လို့တယ်။နော်ကိုယ်လေတန်းကသူကရိုက်ချင်နေပေါ့လေဆိုမကောင်းလို့လေဟဲ့။ ပြောတော့ငါစေတနာနဲ့ပြောပါလေဆိုတော့မရအောင်လေစကားကဟိုကစေတနာမပါတာသိတာလုံးဝကြီးတယ်လေ။ဒါကြောင့်ကျွန်တော်တပန်သားကလိုက်နာရှင်သိဖြစ်သွားအောင်ပြုပြင်ရှင်သိဖြစ်သွားတဲ့ပုံစံမျိုးပြောင်းအောင်လို့ပြောတတ်ဖို့လိုတယ်။ဒါပညာရေးတစ်ခုပဲ။ဒီပညာကိုဖြစ်သွားပြရဒီမှာပြောနေတာနော်။ဒါပြောတဲ့ပုဂ္ဂိုလ်ပေါ့။အပြောခံရတဲ့ပုဂ္ဂိုလ်ဖက်ကစီကတ်နဲ့ချက်လိုက်တာ။အပြောခံတဲ့ပုဂ္ဂိုလ်ကအရေးကြီးတယ်နံပါတ်၁ကလုံးဝစိတ်မဆိုးအောင်။တစ်ဖက်သူကအမှန်မှန်ကန်မဲ့ပြောပြောအမှန်မှန်ယူမဲ့ပြောပြောစိတ်ကိုမဆိုးအောင်။နော်။ ဟိုခုနပြောသလို information အမှားတွေနဲ့အချက်လက်အမှားတွေတရင်အမှားတွေနဲ့စော်ကားပုတ်ခတ်ခိုင်းရင်လည်းစိတ်မဆိုးနဲ့ဒါဆိုဗျာလုံးဝစိတ်မဆိုးအောင်အမှန်တိုင်းပြောခိုင်းရင်လည်းစိတ်မဆိုးနဲ့အမှားလာပြောရင်လည်းစိတ်မဆိုးနဲ့ဒါအပြောခံရတဲ့ပုဂ္ဂိုလ်ဘက်ကအဲ့နာမဲ့အချက်အရေးကြီးတယ်မစိတ်မဆိုးနဲ့နောက်နံပါတ်2ကအမှန်တိုင်းပြောနံပါတ်2ကအမှန်တိုင်းပြောရမှာအဲ့ဒါကိုစာပေထဲမှာအကုပ္ပတဲ့တစ္ဆာတဲ့ဆိုအကုပ္ပဆိုတာစိတ်မဆိုးနဲ့တစ္ဆာဆိုတာအမှန်တိုင်းပြောဟုတ်တယ်သူပြောတာကိုမှအပြည့်ရှိတယ်ဆိုရှိတယ်ဝန်ခံ မရှိဘူးဆိုလည်းမရှိဘူးပြောရတယ်အဲ့တော့ပြောသူဘက်က၅ချက်ခံရသူဘက်က၂ချက်ပေါ့နော်စိတ်မဆိုးဘူးနဲ့အမှန်တိုင်းပြောဖို့ပေါ့ဒီလိုဆိုရင်ဦးဇင်းတို့သာသနာတော်ကြီးကသိပြီးတော့ကောင်းတယ်ဟုတ်တယ်နော်အဲ့တော့ပဝါရဏပြုတယ်ဆိုတာအဲ့သဘောပဲနော်ဆရာတော်ရှင်တမက်ဗျာမေးခွန်းမွေးရှောက်ခွင့်ပြုပါရှင်ဗျာဒီပဝါရဏပြုပွဲဆိုတာဘယ်ကနေစလာတာလဲဗျာပဝါရဏပြုပွဲဘယ်ကစလဲဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းက ယဟန်တော်တွေတော်ထဲမှာတရင်သုံးကြတယ်တော်ထဲမှာတရင်သုံးရင်းနဲ့သူတို့ကစဉ်းစားတာပေါ့လေငါတို့တွေဒီဝါတွင်ကာလမှာချမ်းချမ်းသာသာနဲ့ညီညီညွတ်ညွတ်နဲ့ဘလို့နေရင်ကောင်းမလဲပေါ့သူစဉ်းစားတော့တုံနီဘာဝဆိုတာစိတ်စိတ်နေကြမယ်ဘာနဲ့တဘာစကားမပြောဘူးဒီကိုလောက်တယ်စီကန်းထုတ်တာပေါ့လေ ငါတို့တဝါတွင်လုံးဘာကိစ္စပဲရှိရှိတဘာနဲ့တဘာစကားမပြောကြစတဲ့ဘောစီကန်ထုတ်တယ်ဒီနေ့ခေစကားနဲ့ပြောမစိုးဝစီပိတ်ကျင်တာဝစီပိတ်ဒိဋ္ဌာပေါ့ဘာကိစ္စပဲရှိရှိစကားမပြောရဘူးကိစ္စရှိရင်လက်ဟန်အမူယာနဲ့လုပ်တခုကိစ္စရှိတယ်ဆိုရင်အမူယာနဲ့ပြောပဇံစကားမပြောနဲ့အဲ့လိုမျိုးသူတို့ကတဝါရင်းလုံးကျင့်ကြရဟန်းတော်တွေတရင်ကျွတ်တဲ့အခါကျတော့ စကားပြောကြတယ်မြတ်စွာဘုရားကိုတော့ဖုလို့ကြတယ်အဲ့တော့မြတ်စွာဘုရားကထုံးစံတိုင်းပဲအာဂန္တုတွေလာပြီဆိုစကားမေးတယ်ပေါ့ဘယ်ကလာလဲခီးလာတာပြင်မဲရလားမပြင်မဲဘူးလားဆိုတော့သူတို့အဆင်ပြေပါတယ်ပေါ့နော်အဲ့တော့ဝါတွင်နေရတာကောချမ်းသာကြရလားညှို့ကြရလားပြောအာတပည့်တို့ချမ်းသာပါတယ်ညှို့ပါတယ်ပေါ့မြတ်စွာဘုရားကစက်ပြီးတယ်ချမ်းသာတယ်ဆိုရင်ဘလို့နေလို့ချမ်းသာတာလဲဒါတပည့်တကဘုရားမသိလို့မေးတာပေါ့သိလို့မေးတာ ဝီနည်းပညတ်ခြင်းလို့เนาะဘုရားရှင်ကမေကုံးမေးပြီဆိုရင်တရားတော်လဲဟောခြင်းလို့ဝီနည်းတော်လဲပညတ်ခြင်းလို့သစ္စာဘုရားမေကုံးမေးရခြင်းယူချက်နှစ်ချက်ရှိတယ်တရားဟောခြင်းလို့မေးတာဒါမှမဟုတ်ဝီနည်းပညတ်ခြင်းလို့မေးတာဘုရားမသိလို့မေးတာမဟုတ်ဘူးဘုရားမှာမသိလို့မေးတာမရှိဘူးတိရတဲ့နောက်တမင်မေးတာအဲ့တော့ဝီနည်းပညတ်ခြင်းလို့စကားစအချာတဲ့သဘောအဲ့တော့ချင်းချင်းတန်တန်နေခဲ့တယ်ဆိုတော့လည်းဘလို့နေခဲ့တာလဲလို့ပြီးတော့အရှင်များတဲ့တပည့်တော်တော်ဝါလင်းလုံးတပားနဲ့တပားစကားမပြောကြဘူး ။ဘခေါ်မပြောကြဘူးဆိုတော့အဲ့လိုနေပါတယ်ဗျာ။ဆက်စားဗျာချုပ်ချတယ်။ဘောဂပုရိသအလကားကောင်းတယ်။မင်းတို့အကျင့်ကတာဘုဂဝတလို့ခေါ်တယ်။အာရိယအကျင့်ဆိုတော့ဗျာ။အာရိယအကျင့်ကိုကြည့်ပြီးတော့သူတို့မင်းတို့ကိုမင်းတို့ချမ်းသာတယ်လို့ထင်လာတယ်ဆိုတော့အာအကျင့်တာတဲ့။ဆက်စားဗျာဆက်ပြောတယ်။အဲတရိစ္ဆာန်တို့ရဲ့နေပုံနေနည်းနေတာ။တရိစ္ဆာန်တွေဆိုတာဒီကောင်နဲ့ဒီကောင်စကားမပြောဘူးလေ။အဲ့တော့မင်းတို့နေပုံနေနည်းရတရိစ္ဆာန်တွေနေနည်းရ။ ဘလို့လချမ်းသာမှာတော့နောက်မင်းတို့နောက်တစ်ခုဖြစ်စားဘုရားကပြောတယ်မင်းတို့နေနေကရန်သူတွေနေနေတယ်ရန်သူတွေဆိုလို့ကျင်တယောက်နဲ့တယောက်စကားမပြောဘူးလေကိုမိသားစုတစ်ခုထဲမှာတော့မှရန်ဖြစ်တာပြီဆိုရင်စကားမပြောတော့ဘူးမခေါ်တော့ဘူးသူမင်းတူတူမစားတော့ဘူးတွေ့လည်းမျက်နှာလွှဲလိုက်ကြတယ်ရန်သူလိုဖြစ်သွားတယ်ရန်သူဖြစ်သွားပြီဆိုရင်စကားမပြောတော့ဘူးအဲ့တော့မင်းတို့တွေတဝါလေးတော့စကားမပြောဘူးနေခဲ့တာဘလို့လချမ်းသာမှာတော့ ਨੇ ရန်သူနေနေညို့နေခဲ့တာတရိษံနေနေညို့နေခဲ့တာ ။နောက်အားအားတွေရအချင်းညိုကျင့်ခဲ့တာ။ဘလို့လဲချမ်းသာပါလို့။အဲမြတ်စွာဘုရားဝီမီပညာတဲ့။ယဟန်ဒီအားအားတို့ရအချင်းဖြစ်တဲ့ဝစီဘိအချင်းကိုမကျင့်ရဘူး။ဒါအလုံးမှတ်ထားတယ်။နော်ဝစီဘိအချင်းကမြတ်စွာဘုရားလမ်းစဉ်မဟုတ်ဘူး။မြတ်စွာဘုရားဝီမီပညာထားတယ်။ယဟန်တော်များဒီဝစီဘိမကျင့်ရကျင့်အာဘက်တယ်။လောက်ကအာဘက်တယ်။နော်ဝစီဘိတ်အကျင့်ဆိုတာကကောင်းကောင်းဆိုးဆိုးလုံးဝစကားမပြောဘူးဆိုတဲ့အကျင့်ကိုပြောတာဒီလိုတော့အဋ္ဌံလို့ရတယ် လောကီစကားတွေငါမပြောဘူးเนาะမအမ်ဘက်ဆာဒါစကားတွေငါမပြောဘူးမကောင်းတဲ့စကားတွေငါမပြောဘူးဓမ္မဝိနည်းနဲ့ပတ်သက်တဲ့စကားပဲငါပြောမယ်လို့အဲ့လိုအဓိဋ္ဌာန်မယ်ဆိုရင်တော့ရတယ်ဒါအပြည့်မရှိဘူးလေမကောင်းတဲ့စကားမို့လို့မပြောတာအခုကမဟုတ်ဘူးကောင်းလည်းမပြောဘူးမကောင်းလည်းမပြောဘူးဘသူလာလာငါမပြောဘူးဆိုရင်တော့အဲ့ဒါအဲ့ဒီအကျင့်ကြီးရဟန်းနေမကျင့်ကောင်းဘူးเนาะရဟန်းများဒီဝစီပိအဓိဋ္ဌာန်မကျင့်ကောင်းဘူးခုနလိုတရားထုတ်တဲ့အခါမှာတရားနှုတ်ချက်ဖြစ်မှာဆိုလို့လောကီကိစ္စတွေဆိုမပြောဘူးလို့နေချင်တာရတယ် သာသနာရေးကိစ္စတွေဆိုရင်ပြောမယ်ဓမ္မနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ပြောမယ်အဲ့ဒါရတယ်။နောက်တကြောင်ဦးဇင်းတို့အဲ့ဒီမှာဝိနည်းတစ်ခုမှတ်ရမယ်။နော်။ရဟန်းတော်များသည်တိတ်ကြီးတို့ရဲ့အကျင့်အားတို့ရဲ့နန်းစဉ်ဖြစ်တဲ့ဝစီဘေးအကျင့်ဒီမကျင့်ကောင်းအဘတ်တအားတစ်ချက်ပေါ့။ပြီးတော့မြတ်စွာဘုရားကအဲ့မှာအချင်းချင်းဖိတ်မှန်ဖို့ပဝါဒနာပြုဖို့အဲ့မှာမိန့်တာ။ခုနရဟန်းတော်ဒီစကားမပြောဘူးလေ။စကားမပြောရင်မတို့တတ်ဘူး။သူလည်းလှုပ်ရှင်လာလှုပ်မယ်လေ။မင်းလည်း ဲ့ဘုန်းကြီးဥမာအဲ့မှာရဟန်းတော်၄၀ပါအတူတူနေတယ်အဲ့ဒီဘုန်းကြီးဆက်လက်တောင်းနေတာကိုကျန်တဲ့ကိုပါမြင်တယ်မပြောဘူးလေဟုတ်တယ်မလားကျန်တဲ့ပါးတွေကတက်သားနေတယ်မြင်တယ်မပြောဘူးလေတပားပတ်ဆက်ခိုင်းတယ်မပြောဘူးလေဟုတ်တော့အပြစ်ကိုသူလဲလုတ်တယ်ကိုလဲလုတ်တယ်မပြောကြဘူးလို့မတို့တယ်ဘူးလေဒါကြောင့်မြတ်စွာဘုရားကပြောဖို့အတွက်ကိုပဝါရဏပြုခိုင်းတာငါပဝါရဏပြုတယ်ဆိုအဲ့မှာမြတ်စွာဘုရားကကြီးဝချက်သုံးချက်ပြောတယ်အင်းညမင်းညလူလုံးမတားဒီအချင်းချင်း ပြောပါလို့မဖိတ်ထားဘူးဆိုလို့ရှိရင်မပြောရဲဘူးလေကွာဘယ်တော့ပဲရင်းနေရင်းနေမပြောရဲဘူးအဲ့တော့အခုလို့ဖိတ်မှန်လိုက်မယ်အရှင်များတို့တပည့်တော်ကိုအပြည့်ချင်းပြောကြပါလို့ဖိတ်မှန်လိုက်မယ်ဆိုရင်ပြောရဲသွားတယ်အဲ့တော့အင်းကြမင်ညာလူလုံးမဆိုတာအချင်းချင်းပြောရဲအောင်လို့ဖိတ်တာအင်းကြမင်ညာလူလုံးမအချင်းချင်းပြောရဲဖို့အတွက်နော်နော်နံပါတ်1ကအဘဒိဝုဌာဏတာတော့စင်ကြယ်ဖို့ အဲ့လိုရှင်းရှင်းပြောလိုက်တော့အားဖြင့်စင်ကြယ်လိုတဲ့ပုံစံတွေအတွက်ကအဘက်ကုစားခွင့်ရသွားတယ်လို့နောက်တစ်ခါပြင်ကလူရဲ့တဘာဝကကိုယ့်ပြစ်ကိုမမြင်သူများပြစ်ကိုဒါသူအကြီးမြင်တာကိုယ့်ပြစ်ဆိုရင်အကြီးကိုလည်းမမြင်ဘူးအဲ့တော့စင်ကြယ်မှုကိုလိုလားတဲ့ပုံစံတွေအနေနဲ့ကကိုယ့်ပြစ်ကိုထောက်ပြစေခြင်းပဲကိုယ့်ကိုမမြင်နိုင်လို့လေဝိုင်းကြည့်ပြီးပါဝိုင်းကြည့်ပြီးပါဒီလိုမှအားနည်းချက်ပါရှိလဲ မှပါရှိတယ်ဖောက်ပြကြပါဒါမှ तू ကပိုကောင်းလာပါလေနော်ပိုကောင်းရှင်တဲ့ပုဂ္ဂိုလ်ပိုပြီးတော့စင်ကြယ်ရှင်တဲ့ပုဂ္ဂိုလ်ကသူများထောက်ပြတာကိုလိုချင်တယ်ပုဂ္ဂိုလ်ကိုမမြင်လို့အဲကြောင့်မြတ်စွာဘုရားကပဝရဏပြုတယ်ဖိတ်မှန်တယ်ဆိုတာစင်ကြယ်ချောင်းတစ်ခုလည်းဖြစ်တယ်နော်အဲကြောင့်စင်ကြယ်ရှင်တဲ့ပုဂ္ဂိုလ်တွေကရေရင်ဝင်ဖိတ်မှန်တယ်မစင်ကြယ်ရှင်တဲ့ပုဂ္ဂိုလ်ကတော့ပြောတာမကြိုက်ဘူးလေထောက်ပြတာကိုမကြိုက်ဘူးပေါ့ ောက်နံပါတ်3ကတော့ဝီနီကိုအလေးထားရလဲရောက်တယ်ဒီလိုအခုလိုအချင်းချင်းအပြည့်ချင်းပြောကြဖို့ဖိတ်မှန်ချင်းဒီဝီနီကိုအလေးထားရလဲရောက်တယ်အဲ့ဒီ3ချက်ကြောင့်ဖက်ဆောင်ပြားကဒီပဝါရဏပြုဖို့မိန့်ခဲ့တာပဲနော်အဲ့တော့အချင်းချင်းပြောရဲဖို့အတွက်နောက်စင်ကြယ်ဖို့အတွက်ဝီနီကိုအလေးထားဖို့အတွက်ဒီပဝါရဏပွဲဆိုတာဖြစ်လာတာနော်အကြောင်းအစင်းတော့ပဝါရဏသာတကယ်အသက်ဝင်မယ်ဆိုလို့ချင်းသာသနာတော်ကြီးကစင်ကြယ်မှာပါတရားရှင်ကလည်းစင်ကြယ်ဖို့ပဲပြောခဲ့တာလေ